မင်္ဂလာပါရှင်ကျမတို့ရဲ့ Mew Family Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ကျမကဆရာကြီးမြတ်တန်တင်ဘာသာပြန်ရေးသားထားသောလူလေးတို့ပိစာများစာစုများထဲမှာစာ36ကိုဖတ်ပြဖို့ရွေးချယ်ထားပါရရှင်ကျမနဲ့အတူတူ အဆုံးထိလိုက်ပါနာဆင်ပေးကြပါအောင်ရှင်လူလေးတို့ပိစာများစာ36လန်ဒန်ဇူလိုင်24ရက်1948ခုနှစ်လူလေးမကောင်းတဲ့စိတ်မျိုးရှိတယ်တမျိုးကလူတယောက်ကိုစင်စားတွေးခေါ်ခြင်းမပြုအောင်လုပ်တယ်အခြားစိတ်တမျိုးကတော့ လူတယောက်ကိုရေစရာဖြစ်အောင်လုပ်တတ်တယ်။ဖေဖေပြောလိုတဲ့မကောင်းတဲ့စိတ်နှမျိုးကတော့ပြင်းရတဲ့စိတ်နဲ့ပေါ်ပြတဲ့စိတ်ကိုဆိုလိုတာပဲ။မင်းရဲ့စိတ်ကတော့အဲ့ဒီနှမျိုးစလုံးမဟုတ်ဘူးလို့ဖေဖေယူဆတယ်။ပြင်းရတဲ့စိတ်ဟာအရာဝတ္ထုတွေကိုလေးလာရမှာဘယ်တော့မှဒုက္ခခံပြီးနိုင်နိုင်ချွတ်ချွတ်လေးလာခြင်းမပြုဘူး။ဘယ်ကိစ္စမှဖြစ်ဖြစ် အခဲခဲကလေးတွေကို တွေးလိုက်တာနဲ့တပြိုင်နက်တုံငနဲ့ရက်သွားပြီးအလွဲတကူအပေါ်ယံတီးတဲ့အတိကလေးနဲ့ပဲကျဉ်နှံ့လိုက်တော့တာပဲဒုက္ခကလေးနင်းနေခံရတာကိုကြောက်ပြီးမသိရင်လည်းနေပါစေတော့ဆိုပြီးနေလိုက်ကြတယ်ခက်တာကတီးတင်တီးထိုက်တဲ့အရာဆိုတာကလည်းအနေနဲ့အများဆိုသလိုဒုက္ခနင်းနေတော့ခံပြီးမှတီးရတာကြီးပဲ သူတို့အဖို့ကတော့ကိစ္စတော်တော်များများဟာမဖြစ်နိုင်ဘူးလို့ထင်သွားတတ်ကြတယ်။လုံလဝရိယရှိပြီးအားကျိုးမဲ့တဲ့လို့သူအဖို့ကတော့မဖြစ်နိုင်တဲ့အရာဆိုတာနည်းနည်းပါးပါးပဲရှိတယ်လို့ယူဆကြတယ်။လုံလနေသူများဟာသူတို့ပြင်းရတာကိုအကြောင်းပြခွင့်လွှတ်ဖို့အတွက်နည်းနည်းတွေ့လာတဲ့အခက်အခဲတွေကိုမဖြစ်နိုင်တဲ့အရာတွေလို့ထင်လိုက်ကြတော့တာပဲ။ဒါမှမဟုတ်ရင်လည်း ထင်ဟန်ဆောင်လိုက်ကြတော့တာပဲသူတို့အဖို့ဒီလိုခက်ခဲလေးတွေကိုကြော်လွားဖို့တနားီလောက်ကလေးစူးစမ်းအထောက်ရတာကိုတိတ်ပြီးပြင်းမနေလို့ထင်ကြတယ်။သူတို့ပထမဆုံးတွေ့မြင်လိုက်တဲ့အတိုင်းပဲစဉ်းစားကြတော့တယ်။ဘလို့လို့ရင်ဘလို့ဖြစ်နိုင်တယ်လဲ။ဘယ်ဘက်ကကြည့်ရင်ဘလို့မြင်ရမလဲဆိုတာမစဉ်းစားကြတော့ဘူး။အရာဝတ္ထုတစ်ခုကိုလက်တစ်ဖက်ကသာစဉ်းစားကြတော့တယ်။ လက်ဆောင်ရှူတော့ပေါင်းစုံကလဲပြီးမစင်စားကြတော့ဘူး။တနည်းပြောရင်တော့သူတို့တွေဟာကိစ္စတစ်ခုကိုမတုံးမှရေဆုံးရေဖြာမစင်စားကြတော့ဘူး။ဒီလိုမစင်စားတဲ့အတွက်ကြိုးကြိုးကုတ်ကုတ်စင်စားလှုပ်ဆောင်ခဲ့တဲ့သူတွေရှိမှစကားပြောတဲ့အခါကျတော့သူတို့ပြင်းရည်တာသူတို့မသိတာတွေဘွားဘွားပေါ်လာပြီးအားလုံး အိုးနှင်းခွန်းနှင်းဖြစ်ကုန်တော့တာပဲဒါကြောင့်ဖေဖေပြောချင်တာကဘယ်အလုပ်ကိုပဲလုပ်လို့ပထမတွေ့ရတဲ့အခက်အခဲလေးတွေကြောင့်စိတ်မပြတ်ပါနဲ့တည်တည်ငြိမ်ငြိမ်ရဲရဲရင်ရင်ရင်ဆိုင်မှာအမျိုးကောင်းသားတိုင်းတည်တည်တဲ့အတိုင်းအဲ့ဒီကိစ္စတွေရဲ့အောက်ခြေကိုရောက်အောင်နိုင်နိုင်ချွတ်ချွတ်လေလာစူးစမ်းပါအချို့တော့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေနဲ့ဆိုင်တယ် သိပ္ပံပညာရက်တွေဝိစာပညာရက်တွေဟာကိုကအဲ့ဒီအတမဝန်းချောင်းလုပ်ငန်းကို မလုပ်ဘူးဆိုလို့ရှိရင်တိတ်ပြီးနဲ့နဲ့ရှိုင်းရှိုင်းကြီးကြီးကြားကြားသိဖို့မလိုဘူးဥပမာအားဖြင့်ခံတက်ဆောက်လုပ်ခြင်းအတတ်ပညာနဲ့ရေချောင်းသွားလာမှုအတတ်ပညာဆိုပါစို့ဒီချောင်းတွေဒီဘာသာရက်တွေကိုနည်းနည်းပါးပါးသိရင် လုံလောက်ပြီး လူတော်သူတော်မှာ စကားပြောတော့ ပြောနိုင်ရုံလောက်သိရင်တော်ပြီစက်မီလို့ပြောလိုက်ရအောင်မယ်ခန့်တက်ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့အတတ်ပညာကတော့မင်းအဖို့နည်းနည်းပါးပါးသိဖို့လိုတယ်စစ်တို့ဘာလို့ဖြစ်လာတဲ့အခါမှာအဲ့ဒီအတတ်ပညာနဲ့ပတ်သက်လို့စကားဝိုင်းတွေမှာမကြာခဏပြောတတ်ကြတယ်မဟုတ်လားဒီတော့သူများတကာတွေကဒီအကြောင်းတွေကို ပြောနေတော့မှကိုကတလုံးမှမပြောနိုင်ပဲ မဆက်ကြီးအဟောင်းသားနဲ့နေရတယ်ဆိုရင်မကောင်းဘူးပေါ့ဒါပေမဲ့ကို့အတမိုးဟန်းကြောင့်မဟုတ်တဲ့အတိုင်းအမျိုးကောင်းသားတယောက်တည်တည်နဲ့အကြောင်းအရာများကိုလည်းနိုင်နိုင်ချွတ်ချွတ်တည်တည်ချာချာတည်တည်နဲ့လို့ပြပြယူဆရတယ်ဥပမာအားဖြင့်ဥရောပတိုက်မှရှိတဲ့တိုင်းပြည် တိုင်းရဲ့ဘာသာစကားတွေတမိုင်းတွေရှေးခေတ်နဲ့ကုခေတ်ပထဝီဝင်တွေတတနာတွေယုတ်တိပေဒပညာရက်တွေ နှုတ်မှုအတက်ပညာတွေပေါ့အထူးသဖြင့်မင်းအဖို့ဆိုရင် ဥရောပတိုင်းမှာရှိတဲ့တိုင်းပြည်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေအဲ့ဒီတိုင်းပြည်များကစီရေးစီရာနဲ့အုပ်ချုပ်ရေးရာတွေကိုတည်တည်ချာချာတည်တည်နေဒီရာတွေကိုလေ့လာတာဟာအလွန်ကြဲဝန်းတဲ့အခက်အခဲတွေရှိတယ်။ဒါကြောင့်အနေနဲ့အများအားစိုက်ရမယ်ဆိုတာကိုတော့ဖိဖေးဝန်ခံတယ်။ ဒါပေမဲ့노ကြတက်ကြွပြီးလုံလဝရိယရှိတဲ့စိတ်တက်ဟာဒီခက်ခဲတွေကိုကြော်နိုင်ရမှာပေါ့အဲ့ဒီလိုကြော်လာနိုင်ရင်အကျိုးကျေးဇူးများမှာအမှန်ပဲပေါ်ပြတဲ့စိတ်ကတော့အမြဲပဲအလုံများနေတတ်တယ်ဒါပေမဲ့ဘာကိုမှပြင်းမြောက်မှာတော့မဟုတ်ပေဘူးပေါ်ပြတဲ့စိတ်ဟာကိစ္စကြီးတွေကိုအသေးပွဲလို့ထင်နေအသေးပွဲကလေးတွေကိုအချိန်ဖြုံးတီးဖြစ်တယ် သူတို့စူးစမ်းလေ့လာတဲ့စိတ်ဝင်စားတဲ့ပစ္စည်းတွေကို ကြည့်လိုက်ရင်လည်းဘာမှမဟုတ်တဲ့တူလီမုတ်ဆန်အရာတွေ၊လိပ်ပြာတွေ၊ခီယူကွန်လေးတွေ၊ပိုးမွှားကလေးတွေအကြောင်းဖြစ်နေတတ်တယ်။လူကိုအခဲခတ်ရင်လည်းစိတ်နေစိတ်ထားထက်အဝတ်အစားကိုအဓိကထားပြီးအခဲခတ်တတ်ကြတယ်။ဇပွဲကြည့်တာတော့မှဇပွဲကတင်ဆက်တဲ့အကြောင်းအရာတွေအခမ်းအနားအပြင်စင်ကိုအဓိကထားကြည့်ကြတယ်။ ဘရင်ထီနန်းတကူကိုရောက်သွားရင်လဲနန်းရင်းရေးနိုင်ငံရေးကိစ္စတွေထဲနန်းရင်းအဆောင်ရောက်အခမ်းအနားတွေကိုအတိကထားပြီးကြည်တက်ကြတယ်။အချိန်ကိုအဲ့ဒီအရာတွေပေါ်မှာဖြုံးတီးဖြစ်တာဟာအချိန်ကို အလဟတ်တဆုံရှုံလိုက်ရတာနဲ့အတူတူပဲ။ခုဆိုရင်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေမင်းလေးလာဖို့အချိန်ဟာ၃နှစ်လောက်ပဲကျန်တော့တယ်။ဖေဖေမကြာခဏပြောခဲ့သလိုပဲ။ ဒီ၃နှစ်အတွင်းမှာမင်းပါလို့တလေဘာဖြစ်တလဲဆိုတာဟာဘဝတစ်ခုလုံးနဲ့ဆိုင်နေတယ်။ဒီတော့ဒီ၃နှစ်ကိုမင်းဘယ်လိုအသုံးပြုမလဲ။ပြင်းရည်နေတာနဲ့အချိန်ကုန်မလား။အသေးအဖွဲကလေးတွေထဲမှာအချိန်ကုန်မလား။ဒါမှမဟုတ် မင်းဘဝရှိရေးကိုတိုးတက်ကောင်းမွန်စေမယ့်ဤလန်းတွေနဲ့အချိန်ကုန်မလား။ဒီနှစ်လန်းအနေမင်းဘယ်လန်းရွေးမလဲဆိုတာကို ဖေဖေဘာမှတန်တရားမရှိဘူးရှိလည်းမရှိခြင်းဘူးဒီတော့စာဖတ်ရင်အတုံးကြမယ်စာအုပ်ကိုသာဖတ်ပါအကြောင်းအရာတစ်ခုကိုလေ့လာရင်ကျွမ်းကျင်နှံ့ဆက်စွာ နားလေသည့်အထိလေ့လာပါကျွမ်းကျင်နှံ့ဆက်ခြင်းမရှိဘဲမတောက်တခေါက်လောက်တာမျိုး သွားမလုပ်ပါနဲ့မိတ်ဆွေအပေါင်းအသင်းများနဲ့စကားပြောရင် အတုံးကြတဲ့စကားမျိုးကိုပြောပါဒီလိုပြောရမှာလဲအများစိတ်ဝင်စားအောင်ပြောပါတမိုင်းအကြောင်းစပေအကြောင်းတိုင်းပြည်အတီးတီးရဲ့ဒလိထုံတန်းတွေအကြောင်းသူကောင်းမျိုးရိုးအစင်စင်တွေအကြောင်းကျူတန်မျိုးနယ်တွေရဲ့သူကောင်းပွဲတွေအကြောင်းမော်တာကျွန်းသားတွေရဲ့သူကောင်းမျိုးတွေအကြောင်းစသည်တို့ကိုပြောတာဟာရာတီဥရုအကြောင်းအဝိအစာအကြောင်း ဘာမဟုတ်တဲ့ပုံတို့ပတ်စတွေအကြောင်းစတဲ့စကားဖြင်းတွေကို ပြောတာထက်အများကြီးကောင်းတယ်။ဘရင်တွေကြီးမြတ်ထင်ရှားတဲ့ပုံကိုယ်တွေရဲ့အကြောင်းကို စကားဝိုင်းမှာသာသိနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တက်ရှိထင်ရှားရှိနေတော့မှသူတို့အကြောင်းကိုမှန်ကန်စွာမရေဖြစ်ကြလို့ပဲ။ဒါကြောင့်မို့စကားဝိုင်းမှာဘရင်တွေကြီးမြတ်ထင်ရှားတဲ့ပုံကိုယ်တွေရဲ့အကြောင်းဟာ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ဘာသာရပ်ဖြစ်ပြီးကို့အတွက်လည်းသင်ခန်းစာတွေအများကြီးရနိုင်တယ်။ပြောသူရဲ့ရှူတော့ရက်တီချက်ကိုလိုက်ပြီးသူတို့အကြောင်းကိုလည်းရှူတော့မျိုးစုံကပြရတယ်။မိကောမိရမာကိုဘတော်မှမရှက်ပါနဲ့။ဘတော်မှမကြောက်ပါနဲ့။မင်းမိတဲ့မိကုံးဟာပညာဗဟုသုတတိုးပွားစေမဲ့မိကုံးမျိုးဖြစ်ရင်အဲ့ဒီမိကုံးကိုမိတဲ့အခါမှာစီလျော်တဲ့အကြောင်းပြချက်ကို ြနိုင်ခဲ့လို့ရှိရင်မင်းကိုရိုင်းတယ်အလိုက်ကန်းစိုးမသိမေးတယ်ဆက်စုတယ်လို့ဘသူကမှထင်ကြမှာမဟုတ်ပါဘူးဒီလိုမင်းမြန်းတဲ့အခါမှာကိုနှုတ်နှစ်ပါးညင်ကျေးတိမ်မွေးဖို့ပဲလိုတာပါခြံစည်းရိုးကိုကြော်ပြီးတကြီးကြီးလှုပ်နေတဲ့လူထက်မင်းကိုခိုးသွားတဲ့လူကတော်သေးတယ်ဆိုတဲ့စကပုံရှိတယ်စကပုံကရိုင်းပေမဲ့တော်တော်မှန်တဲ့စကပုံပဲ။ အပြုအမူအပြောဆိုကားသာလည်းအရေးကြီးပါတယ်။လောကမှာအမူအရာတစ်မျိုးမဟုတ်ရင်တစ်မျိုးနဲ့ပြောလို့မရနိုင်တဲ့အရာရဲ့လို့ရှိဘူး။ကိုကိုကိုစိတ်ချယုံကြည်ဟန်အပြည့်နဲ့ပြောမလား။တယောတော်တော်လောင်တောင်တောင်အမူအရာမျိုးနဲ့ပြောမလား။ဟာတာနော်ပြီးပြောမလား။ပြောနည်းအမျိုးမျိုးရှိတယ်။အရေးကြီးတာက ဘယ်ချိန်မှာဘလို့အမူအရာမျိုးနဲ့ပြောမလဲဆိုတဲ့အချက်ပဲဒီအချက်ကိုကောင်းကောင်းသိဖို့လိုတယ်လူရဲ့ကိုယ်နေဟန်တာမျက်နှာအမူအရာ စကားပြောတဲ့ဟန်ပန်စသည်တို့ဟာတော်တော်အရေးကြီးတယ်ရင်ကျေးတိမ်မွေးသူတယောက်ကစိတ်ပါလက်ပါတိတ်ခါရှိရှိပြပြတတနဲ့စကားပြောရင်ကျေနပ်သွားပေမယ့် ဒီစကားကိုပဲကွာတီးကွာကြလူတယောက်ကမျက်နှာထားကြီးနဲ့တွားကြီးစေးပြီးပြောရင်ကြားရသူဟာထိတ်တလန့်ဖြစ်သွားမှာပဲ။ကြပြားဆရာများဟာ Venus နဲ့သမီးကို ဖွဲ့ဆိုတဲ့အခါမှာကောင်းချင်းသုံးဖြာနဲ့ပြည့်စုံတယ်လို့ဖွဲ့လို့ရှိတယ်။အဲ့ဒီကောင်းချင်းသုံးဖြာမရှိရင် Venus ရဲ့အလှဒီပင်လျင်ချီးနှီးဖြစ်ရတဲ့။အဲ့ဒီကောင်းချင်းသုံးဖြာကိုပညာနဲ့သမီးဖြစ်တဲ့ ဘီနာဘာကိုလည်းအနှင်းပေးတဲ့လို့ဖေဖေထင်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကောင်းချင်းသုံးဖြာမရှိရင်ပညာတင်ကြားခြင်းတည်ပင်လျင်စိတ်ဝင်စားစရာကောင်းမှာမဟုတ်လို့ပဲ။ဒါကြောင့်အဲ့ဒီကောင်းချင်းသုံးဖြာကိုမင်းစကားအတိုင်းမင်းလှုပ်ရှားမှုတိုင်းမှာသတိပြုပါ။စာကျင်ဒီစာကိုရေးပြီးမကြခင်မှာပင်မင်းစာကိုရတယ်။နေဆွဲတော့မပါဘူး။ စာထဲမှာ Prussian စစ်တပ်တွေရဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်လို့အကျဲရေးထားတာကိုတွေ့ရတယ်။ဒီစာတန်းကိုမင်းစီမာလည်းမိတ်တူတစောင်းတင်ထားမယ်လို့ပြေမျောလင်းနေ။မင်းစီမာရှိတဲ့မိတ်တူကိုတစ်တာထဲမှာတည်တည်ကြကြတင်ထားပါ။ပြီးတော့အဲ့ဒီစာတန်းမှာဆက်စုံမျိုးနွယ်တွေက အခြားနိုင်ငံရဲ့အခြားဘရင်နိုင်ငံများကစစ်အဆောက်အအုံတွေအကြောင်းကိုလည်းဆက်ရေးထားပါ။ ဆက်စုံနီလူလူမျိုးတွေရဲ့စစ်အဆောက်အအုံဖွဲ့စည်းမှုအကြောင်းတွေကို အလွယ်တကူရှာလို့ရနိုင်တယ်။ပြီးတော့ဆက်စုံနီနယ်ကအုတ်ချုပ်ရေးနဲ့သာသနာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့မင်းကိုမေးထားတဲ့မိခွန်းတွေကို ဖြေဖို့မမေ့နဲ့အောင်အခုဘေဘေးရေးလိုက်တဲ့စာကိုဖတ်ပြီးပြောဟန်ဆိုဟန်စကားအုံလုံးစတာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဒါမင်းကိုသတိပေးနေတယ်လို့မထင်လေနဲ့အောင် စကားပြောတဲ့နေရာမှာအတန်ထွက်တဲ့နေရာမှာတိတ်ခါရှိရှိပြပြတတရှိဖို့လေလိုသေးတယ်။ဒီလိုပြောနိုင်အောင်အတွက်မင်းဆရာမစ္စတာဟာတီရှိမှမကြာခဏစာကိုအတန်ထွက်ပြီးဖတ်ပြပါ။စကားပိုက်များကို အလွတ်ရွတ်ပြပါ။ပြဆက်တဲ့ကစကားပြောခန်းတွေကို ပြောကြည့်ပါ။ဘာဖြစ်လို့လဲဆိုတော့စိတ်တည်ရှိပြီးနားထောင်ကောင်းတဲ့အတန်ထွက်မလာရင် မင်းစကားပြောဟန်ဟာဘလောက်ပဲကောင်းကောင်းဘာမှတန်ဖိုးရှိမှာမဟုတ်လို့ပဲမစ္စတာလစ်တဲတန်ကဖေဖေရဲ့အိမ်တစ်ကိုသဘောကျတယ်အထူးသဖြင့်ဖေဖေအိမ်မှာတုံးတဲ့တိုင်လုံးကြီးတွေကိုသဘောကျတယ်လို့သိရတဲ့အတွက်ဝမ်းသာတယ်ဖေဖေအိမ်မှာထားတဲ့စီဇာရိုရဲ့ကိုယ်တိုင်ရုပ်ထုဟာတော်တော်ကောင်းတယ်အဲ့ဒီရုပ်ထုကိုဖေဖေစာကြည့်ခန်းထဲကအကောင်းဆုံးနေရာမှာထားရမယ် မင်းပြန်လာလို့ရုပ်ထုအစ်တစ်တစ်ခုပါလာတယ်ဆိုရင်တော့လည်းတမျိုးပေါ့ဒါပေမဲ့ဖေဖေကရှဲဟောင်းပစ္စည်းတွေနဲ့ပတ်သက်လို့ဂျေးတူတက်သူဖြစ်လေတော့မင်းဝယ်လာတဲ့ရုပ်ထုကိုလည်းတည်တည်ချာချာစစ်ဆေးရအောင်မယ်မစ္စတာဟာတီကိုလည်းနှုတ်ဆက်လိုက်ကြောင်းပြောပြပါသူပြန်ပြီးနေထိုင် ကောင်းလာပြီလို့ကြားရတဲ့အတွေ့ဝန်တာတယ်။ပါတာပြန်မြတ်တန်တင်ဟုတ်ကဲ့ပါရှင်။ ဆရာကြီးမြတ်တန်းဘာသာပြန်ရေးသားထားသောလူလေးတို့ပိစာများဆိုသည့်စာစုများထဲမှာစာ36ကိုမျှဝေဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်။စာဖတ်နေစဉ်အတွင်းအဆင်မပြေမှုများ ရှိခဲ့ရင်လည်းနားလည်ပြီးတီးခံပေးကြပါရှင်။ဒီမှာနေတူတူအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြသည် နေဦးမိသားစုဝင်တဦးတယောက်ချင်းစီကိုထူဝဲကျေးဇူးတင်ရှိပါတယ်ရှင်။နေဦးမိသားစုဝင် အားလုံးလို့လည်းကျမ်းမာရေးလုံခြုံရေးအထူးဂရုစိုက်စားမယ်နော်။ကျမတို့တွေလည်းနောက်ထပ်နောက်ထပ်အစီအစဉ်လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။